digital product ဆိုပြီးတော့တဲ့တင်းတန်းကြီး9000နဲ့ဖုန်းလုံးရှိအောင်နဲ့တလ10သိန်းရတယ်ဆိုတာကြီးဘယ်လိုမြင်လဲတဲ့တကယ်တော့ digital product ဆိုတာအကြီးအဆုံးနဲ့ဘယ်လိုပြောရမလဲအလွယ်ကူဆုံး scam ပေါ့နော်ကျွန်တော်မိတ်ဆွေတို့တလကို10သိန်းရှာနိုင်တဲ့နီးလန်းကိုကျွန်တော်ပြောပြမယ်ဆိုပြီးတော့ကျွန်တော်တင်းတန်းကြီး9000ယူပြီးတော့ဖွင့်မယ်ဟုတ်ပြီနော်ဖွင့်မယ်ဆိုရင်ကျွန်တော်အယောက်20 တင်နန်းကိုလာတက်အောင်လုံနိုင်တာနဲ့ပဲကိုကျွန်တော်ကအဲ့တလမှာ၁၀သိန်းရသွားပြီလေအဲ့တော့အယောက်၂၀တင်နန်းလာတက်အောင်လုံတဲ့လုံနီးလေးပြော့ပြလိုက်ပြီဆိုရအောင်ဒါသည်တလ၁၀သိန်းရတယ်ဆိုရဲနီးလန်းပဲမဖြစ်သွားဘူးလားအဲ့တော့အဲ့နားမှာမုံလုံးဆက်ကူကန့်နေပြီနော်အဲ့ကြောင့်ပြောပြချင်တာက digital product ဆိုတိုင်းလေဟိုတင်နန်းဖွင့်ပြီးဟလာတင်နန်းနေရောင်းမယ် အပြန်လဲနေတယ်အဲ့လိုမျိုးဆိုရင်တော့ဒါဟိုမှာဖြစ်ဘူးပေါ့နော်အဆင်မပြေဘူးပေါ့နော်အဲ့တော့ကိုကတိတိကျကျလေ့လာပြီးတော့မှဘာလို့တင်တာလဲဆိုတော့ context ကိုတေချာတိမှအဲတင်နန်းတက်ဖို့ကိုတိုက်တွန်းတယ်ပေါ့နော်ကျွန်တော်ကတော့ပညာရက်တစ်ခုတိတိကျကျလေ့လာစေချင်တယ်အဲကြောင့်ကျွန်တော်မှဆိုရင်အဲ့လိုမျိုး digital product ဆိုတဲ့တင်နန်းမျိုးကျွန်တော်မထားထားဘူးဒါပေမဲ့အမှ video editing ပါမယ်အ graphic design ပါမယ်ဥပမာ content creation ပါမယ် အဲဆိုရှယ်မီဒီယာမာကတ်တင်းပါမယ်အက်ဒ်ဗာတိုင်းဇင်းနဲ့ပတ်သက်တာလေးနည်းနည်းပပပါမယ်ဘရန်ဒင်းနဲ့ပတ်သက်တဲ့ဟာမာကတ်တင်းနဲ့ပတ်သက်တဲ့ဟာပါမယ်အဲ့ဒါတွေအားလုံးရောကြိတ်ပြီးတော့လောက်ချလိုက်ရင်ဒါဒီ digital product တကူထွက်အောင်လုပ်လို့ရတာပေါ့နော်အဲ့ဒါပြင်တင်ပေးတယ်ဆိုရင်တင်ပေးတဲ့ဟာကြီးက product ပဲတင်နေ product ပဲဒါပေမဲ့ကျွန်တော်ရှေ့မှာပြောသလိုမျိုးပဲ marketing တင်ပေးမယ်တင်လို့ရတယ်ဟာလား video editing တင်ပေးမယ်တင်လို့ရတယ်ဒါဒီပညာရဲ့တကူအနေနဲ့ကိုကဒါကြီးကိုအခုလူမျိုး digital product ရေလို့ထုတ်ပြီးတော့ မယောင်းစားပဲနဲ့တကယ်အမှန်ကန်ပတ်စံချလို့ရတယ်။ဆိုပါတော့ကျွန်တော်ရှိမှအခုဗီဒီယိုတွေဒါမေးဆိုလို့လည်းတွေ့နေရပဲ။မကျွန်တော်ဗီဒီယိုတွေဒီဇိုင်းတင်တာဘာ edit တင်မှမပေါ့တင်တာ။အဲ့တော့ကျွန်တော်လာပြီးတော့ offer ပေးမယ်ဗီဒီယို editor တယောက်ကအခုရေကိုဗီဒီယိုလေးတွေကျွန်တော် TikTok မှာတွေ့တယ်။ကျွန်တော်ဒီလိုဒီလိုပြင်နိုင်တယ်ဒီမှာကျွန်တော် edit ကိုဒီမှာကြည့်။အဲ့ဒါဆိုအခုဗီဒီယိုတွေ lot lot မိုက်ပါမယ်။ဟာလာဒါဆိုရင် view ပုံများလာမယ်ဒါဆိုရင်အခုအခုလိုမျိုးဗီဒီယိုတင်နေတာပို့ပြီးတော့ထိရောက်လာမယ် အဲကျွန်တော်အခုဗီဒီယိုလေးတွေကိုကျွန်တော်ဒီလိုလိုပြင်ပေးမယ်တပုတ်ကိုဘယ်လောက်ကြမယ်ဒါမှမှန်ကန်ကန်လုပ်လို့ရတဲ့ဟာမျိုးဒါဆိုရင်လည်းပြောရမယ်ဆိုရင် freelance တပုတ်မျိုးလုပ်နေရပဲလေဟုတ်တယ်မလားဆိုတော့ဒါဆိုရင်လုပ်လို့ရတယ်အခုကကြတော့လို့မဟုတ်ဘူးခုနရှေ့မှာကျွန်တော်ပြောသလိုမုံလုံးစကူကန်တယ်အဲ့တော့မုံလုံးစကူကန်နေရဆိုရင်တော့အဆင်မပြေဘူးဒါမဲ့လို့မဟုတ်ပဲနဲ့အမှန်အကန်လုပ်နေတဲ့သူတွေလည်းရှိတယ်အရှိမကျွန်တော်ပြောသလိုပေါ့တင်တဲ့တော့တင်တယ်မယ်ဒါမဲ့ပါလဲရှင်းတယ်ဗီဒီယို editing ပညာသင်ပေးမယ်အဲ့ဒါဆိုရင်တော့ဒါအမှန်ကန်နော်ရှင်းတယ်ကျွန်တော် TikTok မှာ အခု monetization account တွေရောင်းတယ်ဒါဆိုရင်တော့အမှန်ကန် monetization account ရောင်းမယ်အဲပြီးရင်ကျွန်တော်တို့ content creation နဲ့ပတ်သက်တဲ့ပညာရက်သင်ပေးတယ်အမှန်ကန်ဒါ content ရေးနီးစာရေးနီးဒါ video script တွေဘာတွေ idea စဉ်းစားတာအကုန်လုံးသင်ပေးမယ်မှန်တယ်ဒါအမှန်ကန်ဒါဒီသင်တဲ့နေ့သင်ပေးမယ်ဒီသင်တဲ့နေ့ဖွင့်တယ်အမှန်ကန်အဲ့လိုမဟုတ်ပဲနဲ့ဘလောက်ပတ်စံဘလောက်ရရဲဆိုတဲ့ဟာကြီးနဲ့စလာပြီဆိုရင်တော့အဲ့ဒါနည်းနည်းတော့မသိဘူးအမှန်ကန်ဟုတ်တာတော့ရှားတော့ရှားတယ်ပေါ့နော်မရှိဘူးတော့မဟုတ်ဘူး